ဂွာဒီယိုလာကိုမန်စီးတီးယားနဲ့နှုတ်ထွက်လိုက်ဖို့အကြံပြုလာတဲ့လုံဖော်ကိုင်ပန်ဟောင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် One Daily Sport Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မန်စီးတီးနီးပြဘန်ဂွာဒီယိုလာကိုသူအယုံကြည်ဆုံးလူတွေတဲ့ကတယောက်ကမန်စီးတီးအသင်းကနေနှုတ်ထွက်ပြီးတော့အနားယူဖို့အကြံပေးလာပါတယ် အဲ့ဒီသူကတော့ Guardiola ရဲ့လက်အောက်မှာ အသင်းစွမ်းဆောင်ရည်ပိုင်းနေစမ်းစစ်ရတဲ့ Carlos Planchet ဖြစ်ပါတယ်။ Planchet က Guardiola နဲ့အတူအရင်က Barcelona နဲ့ Bayern Munich တို့မှာလည်းအလုပ်အထူးထူလုပ်ခဲ့တဲ့သူဖြစ်ပြီးတော့ Man City အသင်းမှာလည်းအလုပ်အထူးထူလုပ်ခဲ့တာကြောင့် Planchet က Guardiola နဲ့တီကျွမ်းလာတာဆိုရင်တော့16နှစ်လောက်ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ Planter ကပြီးခဲ့တဲ့ရာသီအမှ Man City အသင်းကနေထွက်ခွာသွားပြီးတဲ့နောက်အခုတော့သူ့ရဲ့လုံဖော်ကိုင်ဘက်ကိုအကြံပေးစကားပြောဆိုလာခဲ့တာဖြစ်ပါတယ်။ Guardiola ရဲ့ Man City နဲ့ထုတ်ဆိုထားတဲ့စာချုပ်က2029ခုနှစ်မှာအကုန်ဆုံးမှဖြစ်ပြီးတော့အရှင်ရလည်း Guardiola ကသူ့အနေနဲ့ Etihad ကနေထွက်ခွာပြီးသွားရင်အနာယူလို့ကြောင်းနေပြ Jurgen Klopp Liverpool အသင်းမှာခံစားခဲ့ရတယ်လို့နေစဉ်ဖိအားတနေကြောင်း15နှစ်လောက်အထိအနာယူခြင်းကြောင်းစကားဖြစ် စ်ပြောထားခဲ့ပူပါတယ် အခုတော့ Plantech ကဂွာဒီယိုလာနေနဲ့ဟင်နေပြကြကြဆက်လုပ်ချင်တယ်ဆိုရင်အနားယူဖို့လိုနေပြီလို့သတိပေးလာခဲ့တာဖြစ်ပါတယ်ဒီလိုကိစ္စမျိုးကသူကိုယ်တိုင်ဆုံးဖြတ်မဲ့ခွေးကိုယ်တာကိစ္စတစ်ခုပါဒါပေမဲ့ project တစ်ခုက9နှစ်ဒါမှမဟုတ်6နှစ်လောက်ပဲကြာသင့်ပါတယ်အဲ့ဒီထက်ပိုပြီးတော့မကြာသင့်ဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်ဒီစကားကသူတူတည်းကိုပဲပြောတာမဟုတ်ပါဘူးလူတိုင်းအတွက်ကိုပြောတာပါ project ပြီးသွားရင်တော့ပြန်လည်အောင်ဖြစ်ရပါမယ်မိတ်ဆွေတငယ်ချင်းတယောက်အနေနဲ့သူ့ကိုအကြံပေးချင်တာ ာကတော့နေပြတတအများကြီးကြံနေသေးတဲ့အတွက် project အသစ်တစ်ခုကိုရှာဖို့ပြောကြံပါတယ်။ Man City မှာကသူတို့ကကျွန်တော်တို့ကိုမိသားစုလိုဆက်ဆံခဲ့ပါတယ်။ကျွန်တော်တို့ကိုကိုယ်အိမ်မှာလိုလွလွလပ်လပ်အလုံးလုံးခွင့်ပေးခဲ့ပါတယ်။ဒီလိုခံစားချက်မျိုးကို သူဘာစီလိုနာနဲ့ Bayern မှာ မခံစားခဲ့ရပါဘူး။အဲဒါကြောင့်သူ City မှာနှစ်တည်းအများကြီးရှိနေခဲ့တာပါ။သူကဘောလုံးအပေါ်အယူမှုဆွဲလန်းတဲ့သူပါ။ သူဘဝကမျက်ခင်းစိမ်းပေါ်မှာပဲရှိနေပါတယ်။သူကပါရမီရှင်တယောက်ဖန်ဒီရှင်တယောက်ပါ။သူရဲ့အကြီးမားဆုံးအားသာချက်ကကစားကွက်အစ်စ်တွေဘလို့တီထွင်ဖန်ဒီရမလဲဆိုတာကိုသိရပါပဲ။ဘဝမှာအခက်အခဲဆုံးအရာကတခုခုကိုဖန်တီးတာပါပဲ။ဂျန်နဲ့ကျွန်တော်တို့အားလုံးကတော့ ကူးယူသူတွေပါသူကတော့ဒီနေရာမှာနံပါတ်၁ပါပဲဆိုပြီးတော့ plan check ကဆိုခဲ့ပါတယ်ဂွာဒီယိုလာက modern ဘောလုံးလောကမှာချင်းချင်းမရှိကမ္ဘာအကောင်းဆုံးနေပြတဲ့ဦးဖြစ်ပေမဲ့တချို့လူတွေကပြီးခဲ့တဲ့ရာသီမှာဂွာဒီယိုလာရဲ့စွမ်းအင်တွေကုန်ခန်းနေပြီလို့ထင်မြင်ခဲ့ကြပါတယ် Premier League ဖလား၄ချိန်ဆက်ရအပြီးမှာ Man City အသင်းက ချန်ပီယံစုကိုမကကွယ်နိုင်ခဲ့ပဲတတိယနေရာသာရခဲ့ပါတယ်။ဒါအသင်းတသင်းအတွက်ဆိုရင်မဆိုးလာတဲ့အနေအထားလို့ပြောလို့ရပေမဲ့ဂွာဒီယိုလာအတွက်တော့ပုံမှန်အဆင့်တန်းအောင်ရောက်ခဲ့တာဖြစ်တယ်လို့ပြောရပါမယ်။ယာဒီတစ်လျှောက်လုံးမှာလည်းဂွာဒီယိုလာကပွဲတွေအပြီးခေါင်းမှာကိုကိုကိုပြန်ကုတ်ထားတဲ့ချိတ်ရာတွေရှိနေတာကိုတွေ့ခဲ့ရပြီးတော့သူရဲ့စိတ်ချမ်းမရေးအပေါ်မှာပရိသတ်တရားတော်တော်လေးစိုးရိမ်ခဲ့ကြပါတယ်။ plan ချက်ကတော့ပြီးခဲ့တဲ့ရာသီကအသင်းဆွမ်းဆောင်ရေးကြာဆင်းသွားတာကတခြားရာသီတွေကလည်းအသင်းအင်အားမရှိတော့အကြောင်းလို့ဆိုလာပါတယ်။တချို့အချိန်တွေမှာအားအင်နဲ့ပါရမျိုးကရှိတတ်ပါတယ်။စိုးရွားတဲ့အခြေအနေတွေရောက်သွားရင်တော့ပြန်ထွက်ဖို့ခက်ပါတယ်။ဘလုံးလောကမှာအများအားဖြင့်တရားရဂိုင်လုံးရှိနေဖို့လိုအပ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့မှာတရားရကစားသမားတွေရှိခဲ့တယ်။တချို့ကစားသမားတွေဆိုရင်လည်းအနာယူဘဝနှီးစက်နေကြပါပြီ။အဲဒီအတွက်စွမ်းဆောင်ရည်ခြာစင်းမှုတွေရှိခဲ့ပါတယ်။ဝန်ထမ်းတွေကြားမှာလည်းအဲ့လိုမျိုးဖြစ်ခဲ့ပါတယ်။အသိအင်အားမလုံလောက်တာကြောင့်ချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ပဲရုန်းကန်ခဲ့ရပြီးတော့အဲ့ဒါကလည်းအောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ဖလားဖိုင်နယ်မှာလည်းရှုံးခဲ့ပါတယ်။အဲ့ဒါကဆိုးရွားတဲ့အရာဒီတစ်ခုအတွက် ပြစ်ဒဏ်သဘောမျိုးဖြစ်ခဲ့ပါတယ်ဆိုပြီးတော့ plan check ကပြောဆိုသွားခဲ့ပါတယ်ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက် One Daily Sport ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်